ူရဲ့မွေးခင်စာသားလေးကသူ့ယောက်ဖားနဲ့တူတဲ့အမှတ်သားတွေရှိနေပါတယ်။ဒါတွေမကပါဘူး။သူ့သားရဲ့တင်ပတ်မှာလည်းအမှတ်သားကြီးကြီးတခုရှိနေပါတယ်။ဦးလေးကလည်းသူ့ယောက်ဖားရဲ့တင်ပတ်ကိုသွားဆိုင်ကြည့်နေပါတယ်။သူထင်ထားတာကိုစစ်ကြည့်ဖို့အတွက်သူ့ယောက်ဖားရေကူတော်မဲ့အချိန်မှာဘောင်းမီအရန်လာတယ်ပြောပြီးတော့ချွတ်ကြည့်ဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့သူ့မချွတ်ခင်မှာယောက်ဖားကရေတွေကိုဆင်းသွားလိုက်ပါပြီ။သူရဲ့အစီအစဉ်ပြတ်သွားလို့ညဘက်ရောက်လာတဲ့အခါသူ့ယောက်ဖအခန်းလေးကိုခိုးဝင်လာပါတယ်။ပြီးတဲ့အခါမှာတော့ကက်တီအကြီးကြီးတစ်ခုကိုထုတ်ပြီးတော့သူ့ယောက်ဖရဲ့ဘောင်းမီကိုညင်ညင်တသားနဲ့ညှက်လိုက်ပါတယ်။ ဒါပေမဲ့လည်းဘာကမှမတွေ့ခဲ့ပါဘူး။နောက်တစ်ပတ်မှရှိတယ်လို့ထင်လို့သူကနေရာပြောင်းလိုက်ပါတယ်။သူ့ရဲ့ရောက်ပါလဲအခုချိန်မှနိုးလာပါတယ်။အရန်လန်ပြီးသူပါလုံးမှလည်းမင်းနေပါတယ်။ဦးလေးကြီးလည်းရှင်းပြပြီးတော့ပေါ်တင်ချုပ်လိုက်တယ်။ရောက်ပါနမယ်ပြက်ကန်ဒီမှာဦးလေးရဲ့မိမကအတန်ကြားလိုက်လို့တကားဖွင့်လိုက်ပါတယ်။ဒါပေမဲ့သူတို့အေကန်တွေကိုရောက်လာတဲ့အချိန်မှာတော့ဦးလေးကလုံအောင်ပောက်ွယ်သွားပါတယ်။သူနဲ့သူ့မိမကလက်ထပ်ထားတာ2.30လောက်ရှိပါပြီ။ကလေးမရနိုင်လို့ဖံမြုံကလေးကိုယူကြည့်လိုက်တယ်။ ဒါပေမဲ့ဦးလီကသူ့မိမနဲ့သူ့မိမရဲ့တဝန်ခွဲအကိုဖြစ်တဲ့ရောက်ပါကိုတန်တရားဝင်နေပါတယ်အစမှာတော့သူအများကြီးမတွေ့ခဲ့ပေမဲ့သူမိမကိုဖန်ပြုံကလေးထည့်ပေးတဲ့အဓိကဆရာဝန်ကသူ့ယောက်ဖဖြစ်ရုံနဲ့မကပါဘူး။ဝေးလာတဲ့ကလေးကလည်းသူ့ယောက်ဖနဲ့အမတ်သားတွေတူနေပါလေ။ဦးလီကဒါရီကိုတွေ့ပြီးတော့သူ့တော်သားကိုမထိနိုင်တော့ပါဘူး။အဲဒါကြောင့်သူကကောက်ကောင်လေးပြန်စီဖို့လုပ်နေပါလေ။နောက်ရက်တွေမှာလည်းဦးလီကသူ့မိမဖောက်ပြန်နေရလို့ပဲအမြဲတမ်းထင်နေပါလေ။ဒါပေမဲ့သူကသူ့မိမကိုကြောက်ပေါကောင်နဲ့တွန်းချတော့မယ့်အချိန်မှာသူကိုယ်ရန်ချော်လဲပြီးချီကျိုးသွားပါလေ။ သူယောက်ဖာကအဲ့ဒီအကြောင်းကိုဒီလို သူ့အတွက်အစိမ်းအောင်အထုပ်လေးကိုလက်ဆောင်လာပေးလိုက်ပါတယ်။သူလည်းကြောင်သွားပါတယ်။ဒါပေမဲ့ယောက်ဖာကသူ့မိမကိုကြည်လိုက်လို့သူလည်းပေါက်ကွဲပြီးတော့ယောက်ဖာကိုဆဲလိုက်ပါတယ်။အဲ့တော့သူ့မိမရဲ့တငယ်ချင်းကဒမျက်စိနဲ့သူ့ကိုမောင်းထုတ်လိုက်တယ်။ပူလီလည်းအသေးကွဲပြီးတော့သူ့အိမ်ကိုပြန်သွားလိုက်ပါတယ်။သူ့အဖေထင်တာကသူနဲ့သူ့မိမကဖန်ပြုံကလေးကိုယူထားလို့လက်မခံနိုင်ဘူးထင်နေတာပါ။အဲ့ဒါကြောင့်မို့လို့သူ့ကိုလက်ခံဖို့သွားချော်လိုက်တယ်။ ကိုလေးကတော့သူ့ဖေစကားကိုနားထောင်ပြီးတော့ပုံဝမ်းနေသွားပါတယ်သူ့ရဲ့ယောက်ဖာကလည်းသူ့တို့အိမ်အထိသူမဖောက်ပြန်တဲ့အကြောင်းကိုလာရှင်းပြနေပါတယ်အကြောင်းရင်းအဆအဆုံကိုနားထောင်ပြီးတဲ့နောက်မှာတော့အဖိုးကြီးကမှန်အကြီးကြီးတစ်ချက်ကိုယူလာလိုက်ပါတယ်ယောက်ဖာကိုဘောင်းမီချွပြခိုင်းလိုက်ပါတယ်သူ့ရဲ့တင်မှာလည်းအနီရောင်အမှတ်သားတစ်ခုတကယ်ရှိနေပါတယ်ကိုလေးကလည်းသူ့မသားလို့အိမ်ပြန်ပြီးတော့သူ့မိန်းမကိုလိုက်တောင်းပန်နေပါတယ်ဒါပေမဲ့သူ့ရဲ့ယောက်ကမကတကားကိုတန်ခွင်စံနဲ့ချိန်ထားလိုက်ပါတယ်နေပါလာလောက်တာလေဒီမှာနင်းကိုတီးတဲ့သူမရှိဘူးနော် သူတို့ကပေးမွေလို့ဦးလေးကြီးကအင်းကြီးချင်းအင်ကနေခိုးဝင်ပို့ချန်နေပါတယ်။ဒါပေမဲ့ဘေးကအင်ရှင်ကသူ့ကိုတွေ့သွားလို့အင်ရှင်ရဲ့မိမနဲ့ဖောက်ပြန်ထားတယ်ထင်ပြီးတော့သူ့ကိုချဖို့လုပ်နေပါတယ်။တော်သေးလို့ပေါ့သူ့ရောက်ခမနဲ့သူ့မိမရောက်လာပြီးတော့သူ့ကိုအချိန်မီကယ်လိုက်ပါတယ်။ပြဿနာတွေကအကုန်ရှင်းသွားပြီဆိုတော့ဦးလေးကလည်းသူ့မိမနဲ့အတူတူဘဝကိုတသားရရနဲ့ဖြတ်တန်းလို့ရပါပြီ။သူလုံးဝမထင်ထားတာကတော့သူကအနာဂတ်မှာကလေးရှိယောက်ရဲ့အဖေဖြစ်သွားပါတယ်။ ဒါကတော့ထိုင်းနိုင်ငံကကြောက်ရရအကောင်းဆုံးဘောဒါဆောင်တစ်ခုပဲဖြစ်ပါတယ်တကယ်တော့သင်ဟာအဲ့ဒီကြောင်ကိုရောက်ပြီဆိုတာနဲ့တဖြည်းဖြည်းအယောင်တွေမေးမေးလာပြီးနောက်ဆုံးမှာတော့အဖြူနဲ့အမဲအယောင်သာကြန့်ရှိတော့မှာဖြစ်ပါတယ်ဒါဟာအကြောင်းရဲ့ပုံမှန်မဟုတ်တဲ့အကြောင်းစီကံဖြစ်ပြီးတော့မှဒါပေမဲ့အကြောင်းအကြီးကတော့စီကံဖောက်ဖျက်လို့ရပါသေးတယ်ဒါတွေမကသေးပါဘူးအဲ့ဒီကြောင်မှာရှိကြတဲ့ဆရာဆရာမတွေကလည်းမူမမှန်ကြပါဘူးဒီကောင်မလေးကတော့အတန်းထဲမှာသူ့ရဲ့စာအမားကိုပြင်ဆင်နေတဲ့အတွက်တင်မုံဖြစ်နေပေါက်ခဲ့ပြီးတော့မှကောင်လေးတယောက်ကလည်းဖုန်းသုံးနေတာကြောင့်ပဲအပြစ်ပေးတဲ့အနေနဲ့သူတို့နှစ်ယောက်ကိုအမှောင်ခံထဲမှာပိတ်ထားခဲ့ပါသေးတယ်။ ဲ့ဒီနေရာရဲ့နေလယ်စာကတော့ပုံနေတဲ့အသည်းနဲ့ဟင်းဒီဟင်းရွက်တွေဖြစ်ပြီးတော့မှအသည်းရောက်လာတဲ့နာနိုကတော့ဒီကျောင်းတွေကိုသိရှိထားပြီးတော့ကျောင်းရဲ့စည်းကမ်းတွေကိုစိန်ခေါ်နိုင်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ပို့ပြီးတော့ဆိုတဲ့စည်းကမ်းထင်းထင်းဆရာမရှိတဲ့ဆိုတော့ကိုလည်းသူကမသိပါဘူး။အဲ့ဒီဆရာမကတခြားအယောင်တွေကိုတွေးလိုက်ရင်အဲ့ဒီလူရဲ့အကျိုးဆက်ကမတွေ့ရတဲ့ကြာတစ်ခုပါပဲ။နာနိုကိုအပြစ်ပေးတဲ့အနေနဲ့ကွင်းမြေထဲမှာကြောင်းစည်းကမ်းတွေကိုအလွတ်ကျက်မှတ်ခိုင်းထားပါတယ်။ဒါပေမဲ့နာနိုကတော့ကြောင်းစည်းကမ်းစာရွက်အားလုံးကိုမီးရှို့ပစ်လိုက်ပါတယ်။ စီကံတင်နေဆရာမတည်သွားတဲ့အခါမှာချက်ချင်းပဲသူ့ကိုအမောင်ကန်းလေးကိုခေါ်သွားခန်းနေပြီးအန်နောက်မှာတော့သူ့ရဲ့ဘေးနှစ်ဖက်မှာအတန်ချစ်ဆက်တွေတက်ဆင်ထားပြီးတော့ကျောင်းရဲ့စီကံချက်တွေကိုအဆက်မပြတ်ဖြန့်ထားပါတော့တယ်။ရည်ရွယ်ချက်ကတော့သူ့ရဲ့နားတွေပျက်စီးသွားဖို့အတွက်ပါ။ဒါပေမဲ့လည်းနောက်ရမှာတော့နာနိုဟာဘေးကင်းစွာနဲ့စာတင်ခန်းလေးမှာဖဲချိုးလေးစီးပြီးတော့ရောက်နေပြန်ပါတယ်။အဲနောက်ကိုတည်သွားတဲ့စီကံတင်နေဆရာမကအသက်ရှူကြမ်းတဲ့ဒေါသတွေထွက်သွားပြီးအမောင်ခန်းလေးကိုထပ်ပြီးတော့ပို့လိုက်ပြန်ပါတော့တယ်။ဒီတစ်ခါမှာတော့သူ့ရဲ့မျက်လုံးတွေပျက်စီးစေဖို့အတွက်မီလိုပေါင်းတစ်ထောင်ကိုဖြန့်ထားခဲ့ပါတယ်။ ဒါပေမဲ့လည်းအကာအွယ်ရှိတဲ့နာနိုလေးကတော့ဘာမှဒဏ်ရာမရခဲ့ပါဘူးအဲ့လိုနေနေပဲအเจ้าဟာဖောက်ပြက်လို့မရတဲ့အချိန်ကနေတစ်ခုပြီးတစ်ခုချိုးဖောက်လို့နေပါတော့တယ်ဒီလိုနဲ့ပဲအเจ้าတို့အเจ้าသားတွေအားလုံးကနာနိုကိုယုံကြည်အားကိုးလာကြပြီးအုပ်စုလိုက်စုပြီးတော့အเจ้าအကြီးကိုစီကံဖောက်ပြက်ဖို့သွားကြတဲ့အခါမှာအเจ้าအကြီးကတနက်နဲ့ချင်းချောက်ပါတယ်အเจ้าသားအားလုံးကလည်းဖုန်းတွေထုတ်ပြီးတော့တက်ပုံတွေရိုက်ကြတာတွေ့သွားတဲ့အခါမှာအเจ้าအကြီးလည်းမတက်နိုင်ပဲနဲ့အရှုံးပေးပြီးတော့မျက်နှာပြောင်းသွားရပါတော့တယ်အဲ့လိုနဲ့အเจ้าမင်းအတွင်းမှာနောက်ဆုံးတော့သူ့ရဲ့မူလအယောင်ပြန်လည်ရောက်ရှိလို့သွားခဲ့ပါပြီ